ွာရှင်ပြည်တဲ့နောက်အမျိုးသားမိတ်ဆွေတူဟာ ကျွန်တော်နဲ့တွေ့တော့သူကွာရှင်ပြည်တဲ့နောက်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကျွန်တော်ကို ပြောပြပါတယ်သူအမျိုးသမီးနဲ့သူမကွာရှင်းခင်မှာအိမ်ကအိမ်သားဦးကနေတိုင်းတိုက်စီရတယ်ဆိုတာကိုသူမသိခဲ့ကြောင်းသားသမီးတွေကိုပြုစုပြုထောင်ရတာတလောက်စိတ်ပင်ပန်းနေဆိုတာကိုသူမသိခဲ့ကြောင်း မိသားစုတာဝန်ကြောင့်လွတ်လပ်မှုတွေဆုံးရှုံးရကြောင်းတွေပြောပြပါတယ်။ခမည်းအရှင်မိမအစဉ်ပြေနေလားလို့ကျွန်တော်သူကိုမေးတော့ကျွန်တော်နဲ့ကွာရှင်မိတဲ့ကအဆက်အသွယ်မလုပ်ခဲ့တော့ဘူးလို့သူကဆိုပါတယ်။ကလေးတွေကို သူလာမချင်ဘူးလား။ကျွန်တော်ကဆက်မေးတော့သူကောင်းခါပြပါတယ်။ ူမွေးထားတဲ့ကလေးကိုသူမချစ်ဘူးလားလို့ကျွန်တော်နားမလဲစွာနဲ့မေးတော့မိတ်ဆွေကသူနဲ့သူအမျိုးသမီးရဲ့ရခင်ကအကြောင်းတွင်ကျွန်တော်ကိုရှင်ဖွင့်မာတော့တယ်သူအမျိုးသမီးကမဆိုးဘူးလို့ဆိုရမယ်သူနဲ့မယူခင်တော့အပျော်ပါလေးတွေရှိတတ်ခဲ့ပေမယ့်သူနဲ့ယူပြီးချိန်မှာအိမ်တောင်တစ်ခုကိုတီတီတန်တန်ထိမ့်သိမ်းနိုင်ခဲ့တယ်။ ပထမကလေးကိုမွေးပြီးတော့အလုတ်ကိစ္စကိုအကြောင်းပြပြီးသူအိမ်ပြန်နောက်ကျတာတွေရှိလာခဲ့တယ်။ဂျာကိုသူ့အမျိုးသမီးကနားလေပေးတယ်။လင်းယောက်ကြားအလုတ်မှာပင်ပန်းခဲ့တာကြောင့်နဘူးနဆာလောက်တာမျိုးလည်းမရှိခဲ့ဘူး။ဒုတိယကလေးကိုမွေးပြီးတဲ့နောက် သူ့အိမ်ပြန်ခြင်းတွေပုံနောက်ကျလာခဲ့တယ်။ သူအမျိုးသမီးကသူ့ကိုကလေးအတွက်အချိန်နည်းနည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဂျာကိုအကြောင်းအမျိုးမျိုးပြပြီး သူညှင်းဆိုခဲ့တယ်။ရှောက်ခမက ရှေးယူအစင်လာ ရှေးယူအတွေ့ခေါ်နေမုံတားအိမ်မကတ်တာဟာချွေးမကြောင်လူဆိုရင်ချွေးမပေါ်မှာလဲဆက်ဆံရေးရိဆက်ခဲ့တယ်။အိမ်ထောင်သက်ရှင်နှစ်အကြာမှာအမျိုးသမီးဟာသူ့ကို ိမ်ထောင်ကြတာရှင်နဲ့ရှိခဲ့ပြီဒီအိမ်အတွက်ရှင်ဘာရီပေးဆက်ခဲ့တယ်လဲကျမအတွက်ရှင်ဘာလုပ်ပေးခဲ့ဘူးတလဲလို့မေးပါတယ်ဒီအိမ်အတွက်ဒီမိသားစုအတွက်ငါပင်ပင်ပန်းပန်းပစံတွေရှာခဲ့တယ်ဂျာရောင်မင်းကငါ့ကိုဘာရီလုပ်စေချင်သေးတယ်လဲဒါနဲ့တင်မလုံလောက်ဘူးလားလို့ရီဝီဝီနဲ့သူပြန်អော်ပါတယ် ပတ်စံရှာပေးုံနဲ့တင်လုံလောက်ပြီလို့ရှင်ထင်နေတာလားမိမတယောက်လူအပ်တာဟာပတ်စံမဲလို့ရှင်ထင်သလားဒါဆိုဘာလို့ရှင်သေးတာလဲစားဖို့မပူဝတ်ဖို့မပူလူရန်စီထားတာတော့မင်းကမရသေးဘူးလားဘာမှမလုပ်ပဲအိမ်မှာဇိမ်နဲ့နေရလှုပ်ချင်တာလုပ်နေရတာမိမဗနေရောက်ကများမင်းလိုကံကောင်းဖူးတယ်လို့မချီမနှံ့နဲ့သူပြောပါတယ် အင်ထောင်ကြပြီးတဲ့ဒီဂါလာတလျှောက်ကျမပေးဆက်ခဲ့တာရိရှင်မမြင်ခဲ့ဘူးကျမပင်ပန်းနာရိကို ရှင်မတွေ့ခဲ့ဘူးတာသမီးရိကတဘာဝအတိုင်းအလိုအလျောက်ရုတ်တရက်ကြီးပြင်းလာတယ်လို့ရှင်ထင်နေသလားလို့အမျိုးသမီးကရှင်နာနာနဲ့ဆိုပါတယ်ငါကရောမပေးဆက်ခဲ့လို့လားမင်းကိုဂယုမဆိုင်ခဲ့လို့လားမင်းကိုပတ်စံတွေ ပေးနေတာဘသူရော သားသမီးတွေကြီးပြင်းလာတာဟာလေငါရှာထားတဲ့ပစံတွေနဲ့ကျွေးမွေးခဲ့လို့ပဲမဟုတ်လားလို့သူစကားအဆုံးမအမျိုးသမီးစီကပါတမ်းမထွက်မလာခဲ့တော့ပါဘူးအတိတရားတစ်ခုနဲ့သူမနူထားတဲ့မီလို့သူမထင်လိုက်တယ်ဒီလိုနဲ့ကွာရှင်းဖို့သူမကစာပြီးကန်လန်းလိုက်တယ်အကြောင်းပြချက်မရှိတဲ့ကွာရှင်းခွင့်ကို သူမတောင်းဆိုလိုက်တယ် ကလေးမယူပတ်စံမယူဘာပိုင်ဆိုင်မှုမှမယူပဲသူမဘဝကို ဖြုံးတိခဲ့တဲ့ဒီယောက်ျားသူမကိုမပျော်ရွှင်စေခဲ့တဲ့အဲ့ဒီယောက်ျားကိုပဲသူမကွာရှင်းချင်နေခဲ့တယ်မိတ်ဆွေအမျိုးသားဟာ ကျွန်တော်နဲ့စကားပြောရင်ဒီနေ့အရောက်မှစကားရက်လိုက်ပြီးခေါင်းကိုငုံချလိုက်ပါတယ်သူတပ်တာများတော်လို့ဖြစ်မယ်ဆိုပြီး သူပခုံးကိုကျွန်တော်ပုံလိုက်ပါတယ်။ခမည်းတည်လာပြန်။ကွာရှင်းပြီးတဲ့နောက်ကလေးနဲ့ကျွန်တော်ကိုယ်တိုင်အတွက်မိမကိုစားတခြားမိမတယောက်ကိုကျွန်တော်ရှာကြည့်ခဲ့သေးတယ်။ဒါပေမဲ့ကျွန်တော်နှစ်သက်တဲ့သူကိုကလေးတွေကမနှစ်သက်ဘူး။ကလေးတွေမနှစ်သက်လို့အဲ့ဒီမိမကိုခမားလက်မခံခဲ့ဘူးပေါ့လို့ကျွန်တော်မေးတော့သူကောင်းငိတ်ပြရင် ဟုတ်တယ်အခုချိန်ကြမှာ ခလေးတွေဟာသူတို့ကိုယ်တိုင်မကြည့်ပြင့်တတ်ကြအောင်ကျွန်တော်သိလိုက်ရတယ်မိသားစုဝီယာဝဆာကိစ္စတွေဟာ နေတိုင်းတလောက်များမှန်းခလေးနှစ်ယောက်ကိုထိမ့်သိမ့်ရတာဘယ်မှလဲသွားဖို့အချိန်မရှိမှန်းရေချိုးခန်းအိမ်သားနေတိုင်းတန်ရှင်းနေတာဟာလေအကျိုးအကြောင်းရှိမှန်းအခုချိန်ကြမှာကျွန်တော်သိလိုက်ရပါတယ် မိတ်ဆွေဟာရင်ဖွင့်လိုက်ရလို့ပဲလားအရက်အရှိန်ကြောင်းမဲလားမသိ သူအပါတရာငူကြွေးပါတော့တယ်ကျွန်တော်မှာတော့နှစ်သိမ့်ဖို့စကလုံးတွေမဲနေခဲ့ပါတယ်ယောက်ျားတချို့ဟာ မိန်းမတယောက်ကိုချစ်ဖို့ဘယ်တော့ခါမှတင်းတက်မြောက်မှာမဟုတ်ကြောင်းကျွန်တော်သိပါတယ်တချို့ယောက်ျားကမိန်းမတယောက်ကို လိုအပ်တာဟာအထင်းတော်တယောက်ကိုသူလိုလို့ အခိုင်းစီတယောက်ကို သူလိုလိုဂျာမာမဟုတ်မျိုးဆက်မျိုးရိုးတွေအတွက်တာသမီတွေသူလိုလိုပဲဖြစ်တယ်။ကျွန်တော်ရဲ့အဲ့ဒီမိတ်ဆွေကတော့မိန်းမတယောက်ဟာ သူ့ဘဝနှောင်ပိုင်အတွက်အဲ့ဒီလောက်အရေးပါတယ်ဆိုတာကို နောင်တတရားနဲ့အတူမယုံနိုင်ဖြစ်နေခဲ့ပါတယ်။မိမတယောက်ရဲ့ပျော်ရွှင်ခြင်းမြင့်မှုဆိုတာနာမည်ကြီးအဖို့စားရိဝီယာလို့ နာမည်ကြီးနောက်ဆုံးပေါ်ပစ္စည်းတွေခံရလို့ကားအကောင်စားမောင်းရလို့မဟုတ်ပါဘူးမိမတယောက်ရဲ့ပျော်ရွှင်ချမ်းမြေ့မှုဆိုတာငိုတဲ့အချိန်မှာချောတဲ့သူရှိတာမောတဲ့အချိန်မိခိုးစရာပခုံးရှိတာဖြားနာတဲ့အချိန်ပွေဖက်မဲ့သူရှိတာအားငယ်ချိန်အနာမဖေးမပေးမဲ့သူရှိတာကိုယ်ကိုချစ်ပြီးနားလည်ပေးနိုင်တဲ့သူရှိတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ကျမခုဖတ်ပြပေးသွားတာကတော့ဆီယာမနိုင်နိုင်စနေရဲ့နေကြပန်းလီတပွင့်လိုပြုံးမှာဆိုရဲစာအုပ်ထိတ်က question ပြီးတဲ့နောက်ဆိုရဲခေါင်းစဉ်လေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်